မြောက်ကိုရီးယားဟာဘာကြောင့်စီးရဲပေမဲ့စစ်ရေးမှာအင်အားကြီးနေရတာလဲလူဝဆန်းကျတဲ့မြောက်ကိုရီးယားကိုလူများကစီးရဲတဲ့နိုင်ငံလို့သတ်မှတ်ကြပေမဲ့ဘာကြောင့်စီးပွားရေးနဲ့လူဦးရေအချိုးအစားနဲ့မလိုက်ဖက်ညီစွာစစ်ရေးအင်အားဒီလောက်ထိဖွံ့ဖြိုးတိုးတက်နေရတာလဲ ဒီကြောင်းရလေးစာမပြောခင်မှာကျမတို့ရဲ့ NKB Entertainment YouTube Channel လေးကို Like and Subscribe လေးလုပ်ပေးဖို့တောင်းဆိုပါရစေ။မြောက်ကိုရီးယားရဲ့ပထဝီဒီနီယာကသူတို့ရဲ့စစ်ရေးမဟာဗျူဟာကိုပုံဖော်ပေးတဲ့အရေးကြီးဆုံးအချက်တစ်ချက်ပဲဖြစ်ပါတယ်။မြောက်ကိုရီးယားဟာကိုရီးယားကျွန်းဆွယ်ရဲ့မြောက်ဘက်ပိုင်းမှာတည်ရှိပါတယ်။ Area အားဖြင့်2000ကီလိုမီတာ3000ကျော်ရှိပြီးလူဦးရေ25သန်းကျော်နေထိုင်ပါတယ်။နိုင်ငံတစ်နိုင်ငံရဲ့ပထဝီဝင်ဒီနီယာကအရာများစွာကိုသတ်မှတ်ပေးပါတယ်။မြောက်ကိုရီးယားဟာမြောက်ဘက်မှာတရုတ်နဲ့ရုရှားတို့နဲ့ နယ်နိမိတ်ချင်းထိဆက်နေပြီးတောင်ဘက်မှာတော့တောင်ကိုရီးယားနဲ့စစ်မဲ့ဆောင်ခြားတာကတည်ရှိပါတယ်။ပင်လယ်ဘက်မှာတော့ဂျပန်ပင်လယ်နဲ့အဝါယောင်ပင်လယ်တို့ဝန်းရံထားပါတယ်။မြောက်ကိုရီးယားဟာကမ္ဘာအခက်ခဲဆုံးဒေသတစ်ခုဖြစ်တဲ့အရှေ့မြောက်အာရှမှာတည်ရှိပါတယ်။ဒီနေရာကအမေရိကန်၊တရုတ်၊ရုရှားစတဲ့အင်အားကြီးနိုင်ငံတွေနဲ့ဂျပန်၊တောင်ကိုရီးယားတို့အားပြိုင်တဲ့နေရာဖြစ်ပါတယ်။မြောက်ကိုရီးယားဟာနိုင်ငံငယ်ပေမဲ့အင်အားကြီးနိုင်ငံတွေရဲ့မဟာဗျူဟာအကျိုးစီးပွားတွေစုံရလန်းစုံမှာတည်ရှိနေပါတယ်။ မြောက်ကိုရီးယားရဲ့တစ်ဖက်မှာရှိတဲ့တောင်ကိုရီးယားမှာ American စစ်စခန်းတွေရှိပြီး American စစ်သား1800ကျော်တပ်ဆွဲထားပါတယ်။ဂျပန်မှာလည်း American တပ်တွေရှိပါတယ်။အဲကြောင့်မြောက်ကိုရီးယားဟာအမြဲတမ်းချင်းချောက်ခံနေရတယ်လို့ခန့်စားရပြီးကုကုကိုကာကွယ်ဖို့စီရင်အင်အားကိုမဖြစ်မနေတိစောက်ရခြင်းဖြစ်ပါတယ်။စီမွားရေးစစ်တဲနေပြီမဲ့မြောက်ကိုရီးယားဟာစစ်ရေးကိုဘလို့တိုးချဲ့နေတယ်လေ။မြောက်ကိုရီးယားဟာကမ္ဘာစီးပွားရေးအပိတ်ဆို့ခံရဆုံးနဲ့အစီရင်ဆုံးနိုင်ငံတွေထဲမှာပါဝင်ပါတယ်။ စိုက်ဖြူရေးဟာ GDP ရဲ့20ရာခိုင်နှုန်းလောက်ရှိပေမဲ့စိုက်ဖြူမြင့်နေပါတာနဲ့နီးပညာခင့်မမီတာကြောင့်အထွက်နှုန်းနေပါတယ်။တတုတယံဇာတကြွေဝပေမဲ့ပိတ်ဆို့မှုတွေကြောင့်ထုတ်ရောင်းမှုခက်ခဲပါတယ်။2006ခုနှစ်ကစပြီးနျူကလ িয়ার အစီအစဉ်တွေကြောင့်ကုလသမဂ္ဂရဲ့ပြင်းထန်တဲ့ပိတ်ဆို့မှုတွေကိုခံခဲ့ရပါတယ်။ ကျောင်းမီတွေတတုတေဘုံမှုအပိတ်ပင်ခံရတယ်လို့ရင်းနှံတည်သွင်းမှုနဲ့ကန့်သက်ခံရပါတယ်။ဒါကြောင့်နိုင်ငံသားဝင်ငွေအကြီးအကျယ်ကျဆင်းခဲ့ပါတယ်။ဒါအပြင်ရေကြီးမှုမိုးခေါင်မှုတွေကြောင့်စားနပ်ရိက္ခာပြည့်စုံမှုနဲ့လည်းမကြာခဏကြုံတွေ့ရပါတယ်။ဟောက်990ပြည်နှစ်လွန်နေကအငတ်ဘေးကာလမှာလူပေါင်းများစွာတည်ဆုံခဲ့ရပါတယ်။ဘိုးဦးစည်းစနစ်နဲ့ချီတက်နေတဲ့စီးပွားရေးစနစ်ကလည်းအရင်အမြင့်ထုံတိမှုနဲ့တီထွင်ဖန်တီးမှုအားနည်းခြင်းကိုဖြစ်စေပါတယ်။ဒါပေမဲ့ဒီလိုအခက်ခဲတွေကြားကပဲမြောက်ကိုရီးယားဟာ စစ်တပ်သာပထမမူဝါဒကိုစစ်သုံးပါတယ်။နိုင်ငံရဲ့ GDP 15ရာခိုင်နှုန်းကနေ25ရာခိုင်နှုန်းအထိကိုကာကွယ်ရေးအတွက်သုံးစွဲတယ်လို့ခန့်မှန်းရပါတယ်။ဒါဟာကမ္ဘာပေါ်မှာအကျိုးစားအဖြစ်အများဆုံးပမာဏဖြစ်ပါတယ်။နိုင်ရှင်ရရဲ့ American ဟာ3.5ရာခိုင်နှုန်း၊တောင်ကိုရီးယားက3ရာခိုင်နှုန်းအောက်သာရှိတာပါ။နျူကလ িয়ার နဲ့ဒုံးကျည်အစီအစဉ်တွေဟာဒေါ်လာဘီလီယံချီကုန်ကြပါတယ်။ ICBM ဒုံးကျည်ဒဇင်းစမ်းသပ်ပြီးခရင်ဒေါ်လာ100တန်းကနေတန်း20အထိကုန်ကြပါတယ်။ စီရေးကိုဦးစားပေးနေတဲ့အတွက်ဂျမားရေးပညာရေးနဲ့အခြေခံအဆောက်အအုံတွေပိုင်းမှာနောက်ကျကျန်ရခဲ့ပါတယ် WHO အဆိုအရလူဦးရေရဲ့43ရာခိုင်နှုန်းဟာအာဟာရချို့တဲ့နေပါတယ်ကြည်လိုက်ဒေတာတွေမှာလက်စီမီမကြာခဏပြတ်တောက်ပြီးမဲ့စစ်ပက်ဆိုင်ရာနေရာတွေနဲ့ပြုံရမ်းမြို့တော်မှာတော့လက်စီမီအပြေအဝရရှိနေတာကဦးစားပေးကွာခြားချက်ကိုပြသနေတာပဲဖြစ်ပါတယ်။ပိတ်ဆို့မှုတွေကြားကမြောက်ကိုရီးယားဟာကိုအားကိုကိုဝါဒနဲ့ပြည်တွင်းဖြစ်လက်နက်တွေကိုထုတ်လုပ်ပါတယ်။ နည်းပညာအသစ်တွေပဲရှိပေမဲ့အင်ဂျင်နီယာထောင်ပေါင်းများစွာကိုငွေထုတ်ပေးပြီးဒုံးကျည်နဲ့နျူကလ িয়ার နည်းပညာကိုမြင့်တင်ပါတယ်။ဒါအပြင်ဖျားမဝင်နီးလိုက်နေတဲ့လည်းနိုင်ငံသားဝင်ရှာဖွေပါတယ်။2014 Sony Feature Head ကလုံးဘူး2016 Bangladesh ဘဟုဘန်ကနေဒေါ်လာ80တန်းခိုးယူမှုနဲ့ Lazarus အဖွဲ့တွေလို hacker တွေကနေတဆင်ငွေကြီးခိုးယူမှုတွေလှုပ်ဆောင်နေတယ်လို့ဆွဆွဲခံခဲ့ရပါတယ်။ FIFA ကိုအလုတ်သမားတွေစေလို့ပြီး တရုတ်ရုရှားအရှိလေပိုင်းသူတို့စီကနေတနစ်ကိုဒေါ်လာတန်း900လောက်ဝင်ငွေရရှိကစစ်ရေးအတွက်သုံးဆွဲပါတယ်။ဒါ့အပြင်2500ကီလိုမီတာကျော်ရှိရတဲ့ကန်ယူနန်ဟာနိုင်ငံတကာရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းတွေနဲ့နှိကက်နေသလိုအဲ့ဒီလမ်းကြောင်းတွေဟာနှစ်စဉ်ဒေါ်လာဘီလီယံချီတဲ့ကုန်စည်တွေစေယူပို့ဆောင်ရလမ်းကြောင်းဖြစ်တာကြောင့်ရေသက်နဲ့ဒုံးချီစနစ်ဖွံ့ဖြိုးဖို့အရေးကြီးကြောင်းမြောက်ကိုရီးယားကအကောင်းဆုံးသဘောပေါက်ထားပါတယ်။မြောက်ကိုရီးယားမြေပုံကိုအနည်းချက်ကြည့်မယ်ဆိုရင်နိုင်ငံ area အများစုဟာ တောင်ကုန်းတောင်တန်းတွေဖြစ်နေတာကိုတွေ့ရပါမှာမြောက်ဘက်မှာတရုတ်နဲ့နီးစပ်နေတဲ့ချမ်းပိုင်တောင်တန်းကြီးတွေရှိသလိုအရှိတ်ဘက်မှာလည်းဟန်မြန်းတောင်တန်းတွေရှိပါတယ်ဒီကျန်းတန်းနဲ့မြေပြင်အနေထားဟာစီရီအရာ အားသာချက်တွေပေးပါတယ်။တောင်တန်းတွေနဲ့နှက်ဆိုင်တဲ့တောင်ကြားတွေဟာမြေအောက်စစ်စခန်းတွေတည်ဆောက်ဖို့အကောင်းဆုံးနေရာဖြစ်ပါတယ်။ရုပ်ရှင်တွေနဲ့မြင်ရတယ်လို့မျိုးမဟုတ်ပဲတကယ်လက်တွေ့မှာနျူကလ িয়ার သုတေသနစင်တာနဲ့ဒုံးကျည်တိုးလောင်ရုံအများစုဟာတောင်တွေထဲမှာတည်ရှိပါတယ်။ ဒီစကန်တွေကိုလေချောင်းကနေရှာဖွေတိုက်ခိုက်ဖို့ဒါမှမဟုတ်ဂျိုဂျူးကနေထောက်လှမ်းဖို့အလွန်ခက်ခဲပါတယ်။မြောက်ကိုရီးယားဟာနိုင်ငံတော်မှာကီလိုမီတာထောင်ချီရှည်ရတဲ့မြေအောက်ဥမင်လိုင်းကောင်းတွေကိုတိစောက်ထားတယ်လို့ယူဆရပါတယ်။စစ်စခန်းတွေကနေစားနေရိတ်ခါတိုးလောင်ယုံနေအထိပါဝင်ပါတယ်။ ပြုံရမ်းမြို့တော်အောက်မှာလည်းနျူကလ িয়ার စစ်ပွဲဖြစ်ပွားလာရင်ခေါင်းဆောင်ပိုင်းတွေပုံခုနိုင်မဲ့ရှုပ်ထွေးတဲ့မြေအောက်ကွန်ရက်တစ်ခုရှိတယ်လို့ခန့်မှန်းရပါတယ်။တောင်ကုန်းထူထပ်တဲ့မြေပြင်အနေထားနဲ့ဆောင်းရာသီမှာအလွန် AB နွေရာသီမှာဆူဆွတဲ့ရာသီဥတုတို့ပေါင်းဆက်လိုက်တဲ့အခါမြောက်ကိုရီးယားမြေပေါ်မှာစစ်တိုက်ဖို့ဆိုတာရန်သူတွေအတွက်တော့အလွန်ခက်ခဲစေပါတယ်။ဘဟာကိုရီးယားစစ်ပွဲမှာလည်းတက်တည်ပြခဲ့ပြီးဖြစ်ပါတယ်။ရောင်းနဲ့တောင်ကိုရီးယားကစစ်မဲ့ဆောင်ဟာအရှေ့250ကီလိုမီတာနဲ့ အကျယ်၄ကီလိုမီတာရှိပါတယ်။1953ခုနှစ်စစ်ပညာရေးသဘောတူညီချက်အရသတ်မှတ်ထားတာဖြစ်ပေမဲ့လက်တွေ့မှာတော့ကဘာပေါ်မှာစစ်ရေးအရအတင်းမှဆုံးနေရာတစ်ခုဖြစ်ပါတယ်။နှစ်ဖက်စလုံးမှာတန်းနဲ့ချီတဲ့စစ်တွေရိအမြောက်တွေနဲ့မိုင်းတွေရှိပါတယ်။ဒါဟာနေနမိတ်မြင်းသက်သက်မဟုတ်ပဲကွဲခွာနေမှုနဲ့ဂျင်းမာမှုရဲ့ပြယုတ်တစ်ခုပါ။တောင်ဘက်မှာအမေရိကန်နဲ့တောင်ကိုရီးယားတပ်တွေရှိနေတာကြောင့်မြောက်ကိုရီးယားကအမြင်နဲ့အစ်စ်အနေထားရှိနေရပါတယ်။မြောက်ကိုရီးယားဟာစစ်မဲ့ဆုံးတစ်ချောင်းမှာကြီးမားတဲ့အမြောက်တပ်ဖွဲ့တွေကို ဖြန့်ကျဲထားပြီးကောင်ကိုရီးယားမျိုးတော်စိုးကိုပြစ်မှတ်ထားထားပါတယ်။စိုးမျိုးဟာမြောက်ကိုရီးယားအမြောက်အကွာဝေးအတွင်းမှာပဲရှိနေတာကြောင့်ဒါဟာကြီးမားတဲ့ချင်းချောင်းမှုတစ်ခုဖြစ်ပြီးမြောက်ကိုရီးယားအတွက်အင်အားကြီးပါနိုင်တဲ့အချက်တစ်ချက်ပဲဖြစ်လာပါတယ်။တရုတ်နိုင်ငံဟာမြောက်ကိုရီးယားရဲ့ကုန်သွယ်မှု90ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားတဲ့အကြီးအမားဆုံးမိဖက်ဖြစ်ပြီးရည်နံနဲ့စားနပ်ရိက္ခာတွေထောက်ပံ့ပေးပါတယ်။ရုရှားကလည်းနီးပညာနဲ့စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေရှိနေပါတယ်။အရင်ကဆိုဗီယက်ယူနီယံနီးပညာအကူအညီတွေကလည်း မြောက်ကိုရီးယားရဲ့လက်နက်အစီအစဉ်အတွက်အခြေခံအုံမြင့်ဖြစ်ခဲ့ပါတယ်။အီရန်၊ဆီးရီးယားတို့နဲ့လည်းဒုတ်ချီမိပညာဖလှယ်မှုတွေရှိခဲ့တယ်လို့ဆိုပါတယ်။လက်ရှိမှာမြောက်ကိုရီးယားဟာကမ္ဘာအကြီးဆုံးစစ်တပ်တွေထဲကတစ်ခုကိုပိုင်ဆိုင်ထားပါတယ်။စစ်တပ်အင်အားတိစကမ၃တန်းအများရန်နဲ့အရန်အင်အား9.8တန်းရှိပါတယ်။လူဦးရေ၃ဘုံ၃ဘုံလောက်ကစီးရင်နဲ့ပတ်သက်နေပါတယ်။ကင်ကာ၃,၅၀၀အမြောက်၁,၀၀၀နဲ့ဒုံးချီပြေလောင်ချာ၄,၀၀၀လောက်ရှိပါတယ်။ စစ်တဲ့6ကောင်းနဲ့စီရီရင်ရှိရလောက်ရှိပြီးရင်ငုတ်သင်မောအများအပြားပါဝင်ပါတယ်။လေရင်အစင်းရာချီရှိပေမဲ့အများစုကကိဟောင်းလေရင်တွေဖြစ်ပါတယ်။ဒါပေမဲ့လေချောင်းရံကာကွယ်ရေးစနစ်တွေပါရှိပါတယ်။အရေးကြီးဆုံးကတော့နျူကလ িয়ার လက်နက်နဲ့တာဝေးပစ်ဒုံးကျည်တွေပိုင်ဆိုင်ထားခြင်းဖြစ်ပါတယ်။ခြုံငုံကြည့်ရရင်မြောက်ကိုရီးယားဟာအခက်ခဲရီကြားကနေအမခန်းစီရီအင်အားကိုတိစောက်နိုင်ခဲ့တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ပထဝီဝေအနေထားစီရီဦးစားပေးမှုမူဝါဒနဲ့ ပြည်သူတွေရဲ့အနစ်နာခံမှုတွေပေါ်အခြေခံပြီးတိစောက်ထားတာပါ။စီးပွားရေးစတဲ့ဗီနိုင်ငံတကာနဲ့အဆက်အသွယ်ဖြတ်ခံထားရပေမယ့်နျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့စစ်ရေးဆက်ရန်ရာစီကိုဖန်တီးထားနိုင်တာကြောင့်ကမ္ဘာကြီးကစောင့်ကြည့်တည်ထားနေရတဲ့အခြေအနေဖြစ်ပါတယ်။ ဒါပေမဲ့ဒီအတွက်ပေးဆပ်နိုင်ရတဲ့တန်ဖိုးကတော့ဗီဒူရီရဲ့အခက်ခဲစံတန်းရဲ့ဘဝနေထိုင်မှုပါပဲ။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးမိတ်ဆွေတို့ရောဘယ်လိုမြင်ပါသလဲ။မှတ်ချက်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်။အခုလိုစိတ်ဝင်စားကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ NKB Entertainment YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပေးကြဖို့မမေ့နဲ့နော်။